နေပြည်တော်မှာလေပြင်းတိုက်ခိုက်မှုနဲ့ငလင်တန်းတဲ့ဒေသတွေအတွက်မိုးသတိပေးချက်ဆက်ရှိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြတ်အားပြင်းငလင်တန်းကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့နေပြည်တော်မှာဤပြည်နာ9ရက်ည9နာရီခွဲဝန်းကျင်ကစတင်ပြီးလေပြင်းများတိုက်ခတ်နေကြောင်းဒေသခံတွေကပြောပါရတယ်။ဒါအပြင်မြန်မာနိုင်ငံတဝန်းမိုးရွာသွန်းနိုင်မဲ့သတိပေးချက်ကိုစစ်ကောင်စီရဲ့မိုးစလဌာနကဆက်လက်ထုတ်ပြန်ထားပါရတယ်။နေပြည်တော်မှာလေပြင်းတွေတိုက်နေတဲ့လေကတစ်ချက်တစ်ချက်ပြင်းထန်ပြီးကြံ့အချိန်မှာတော့ပုံမှန်မှာပဲလို့ဒေသခံတအုပ်ကပြောပါရတယ်။ဒေသခံတအုပ်ရဲ့အဆိုအရ ဒီကနေ့ည9:45မိနစ်အထိနေပြည်တော်မှာမိုးရွာသမှုမရှိသေးကြောင်းသိရပါတယ်။ဒီကနေ့ညမှာရှမ်းကုန်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းမွန်ပြည်နယ်မန္အေယာဝတီတိုင်း ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမိုးရွာသွန်းမှုနဲ့အတူလေပြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီမိုးစလာရင်ည6:00နာရီခွဲတိုင်းထွာချက်တည်းအရပင်ကလန်းပင်နယ်အော်မှာဖြစ်ပေါ်နေတဲ့နေပြည်တော်နဲ့ရေဝန်ဟာဆက်လက်တရှိနေဆဲဖြစ်ကြောင်းဖော်ပြပါတယ်။ဒီနေ့ညအေပြီလ15ရက်နေ့ငလင်တန်ကိုပြင်းထန်စွာခန့်စားခဲ့ရတဲ့နေပြည်တော်မန္တလေးတိုင်းသခိုင်းတိုင်းပါဝင်မြန်မာနိုင်ငံတော်မှအချိန်ခါမှမိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်ကြောင်းမိုးစလာဌာနကသတိပေးထားပါတယ်။ ပြည်သူများအနေနဲ့အချိန်ကာမှုမွေးရခြင်းနဲ့တူလေပြင်းတိုက်ခိုက်မှုမိုးထစ်ချုံရှင်မိုးကြိုးပစ်ခြင်း PSC လက်ချင်းမိုးသီးကျွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိထားဖို့မိုးစလကထုတ်ပြန်ထားပါတယ်။တားအပြင်မကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကရင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ပေါ်နေပြီးမိုးရွာသွန်းမှုနဲ့တူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်း PSC လက်ချင်းနဲ့မိုးသီးကျွေခြင်းတို့ဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုဖို့လည်းမိုးစလကတတိပေးထားပါတယ်။မိုး လီဝဒလီလာသူဦးဝင်းနိုင်ကလည်းမြန်မာနိုင်ငံမှာမိုးရွာနိုင်တဲ့အလားအလာရှိတဲ့အတွက်ငလင်ဖေးတဲ့သူများအတွက်အမိုးအကာများစီစဉ်ဆောင်ရွက်တင်ကြောင်းရှုတ်တရက်မိုးများနိုင်မှုနဲ့ရှည်ကြီးနိုင်တဲ့အန်ဒီယန်ရရှိလာနိုင်ကြောင်းလူမှုကွန်ရက်မှာတစဉ်တတိပြထားပါရယ် ငလင်ပီးကြုံထားတဲ့ဒေသများရှိမြေအောင်မြေဒုလွာတွေကမိုးရွာပါကမြေပြိုခြင်းမြေကျုံခြင်းစတဲ့အခြေအနေများဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်းထည့်သွင်းစဉ်းစားဖို့လည်းဦးဝင်နိုင်ကအကြံပြုပါတယ်။ပြီးခဲ့တဲ့မလ28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးအခုခါမိုးရွာသွန်းမှုဖြစ်ပေါ်လာနိုင်တဲ့အလားအလာကိုငလင်ပီးတင့်ပြည်သူတွေကစိုးရိမ်နေကြပါတယ်။လက်ရှိမှာငလင်ပီးတင့်ဒေသတွေမှာကုညီကေစိန်လုပ်ငန်းများဆက်လက်ဆောင်ရွက်နေစဉ်ဖြစ်ပြီးငလင်တန်ခန့်စားခဲ့ရသူတွေက ၎င်းတို့ရဲ့နေအိမ်တွေမှာပြန်လည်နေထိုင်မှုမဖြစ်နိုင်သေးဘဲလမ်းမများ၊ကွင်းပြင်များမှာယာယီတဲများထိုးကနေထိုင်နေရဆဲဖြစ်ပါတယ်။